အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့စီလုံးဝမပါဘဲနဲ့ထမင်းစားလို့အရင်မေးစီတဲ့မြင့်တာလဘောဟေးရီလေးချက်စားပြပါရရှင်ဆက်ရတာလေးလွယ်ကူပြီးထမင်းမင်စီတဲ့ဟင်းတစ်ခွက်ဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်မြင့်တာလဘောချက်ဖို့အတွက်ကိုတော့15ကျပ်သားရွယ်ရှိတဲ့မြင့်စင်းလေးတစ်တုံးကိုတုံးထားပါမယ်ရှင် ဒေတာလေးတွေကိုနည်းငယ်ခွာပြီးတော့မထူမပါလေးတွေပြီးထားပြီးလိုက်ပါမယ်။မိုးကြအချင်းဆိုရင်မြင့်စိမ့်လေးတွေအရန်ပေါ်လို့ဒီဟင်းလေးကိုတစ်ခါလောက်ဖြတ်စားကြည့်ပါနော်။စားလို့အရန်ကောင်းပါလေရှင်။မြင့်ကနုနုလေးတွေပဲဆိုတော့လှင့်ပြစရာမရှိတော့တုံးပုတ်လိလိုက်တာတော်တော်များများလေးရပါလေရှင်။ကျမကတော့မထူမပါးလေးအခုလိုနေထားလေးလှိထားပါတယ်။ပြီးရင်တော့သူ့ကိုရေနဲ့တုံးလေးတက်လောက်စီထားလိုက်ပါရစေ။ ရေးစေးပြီးွားရင်တော့အိုးတလုံးလေးကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့နိုင်ဝက်လောက်ဖြုတ်ထားလိုက်ပါမယ်ရှင်။နိုင်ဝက်လောက်ဖြုတ်ထားပြီးရင်တော့အဖုံးလေးဖွင့်ကြည့်လိုက်ပါမယ်နော်။ပြည့်ရဲ့အရသာလေးကိုမြည်ကြည့်လိုက်ပါမယ်။မြန်မာကအခါတက်မရှိတော့ဘဲနဲ့အချူကက်လေးပဲရနေပြီဆိုလို့ရှိရင်တော့ရပါမယ်ရှင်။တကယ်လို့အခါတက်လေးကျန်နေပြီလေဆိုလို့ရှိရင်တော့နောက်ထပ်မိနစ်အနည်းငယ်လောက်ထပ်ပြီးတော့ပြုတ်ပြရမှာနော်။ ။သံထိတ်ထားရတော့အခါတက်လေးမရှိရတဲ့အတွက်ကြောင့်မလို့မီးပိတ်ပြီးတော့ရေးစီးပြီးတော့အေးခံထားလိုက်ပါမယ်ရှင်။ပြစ်တာလဘောချက်ဖို့အတွက်အဓိကလိုအပ်တာကဆန်ကို2နာရီ3နာရီလောက်ရေစိထားပြီးတော့ထောင်းထားပေးဖို့လိုအပ်ပါမယ်ရှင်။ဒါကတော့ဒီမှာ2နာရီလောက်စိတ်ပြီးတော့စစ်ထားတဲ့ဆန်ကိုထောင်းပါမယ်။အရင်ညက်တက်ထီထောင်းဖို့မလိုပါဘူးเนาะအခုလိုမြန်မြန်တမြန်အမိထားလို့ရှိရင် ရှင်။ပြီးရင်တော့ပကံတစ်ခုထဲမှာထည့်ပြီးတော့သူ့ကိုရေလေးထည့်ပြီးတော့ဖြောထားပေးပါမယ်။ဟစ်တာလဘောဟိကိုစံမှုများများလေးနဲ့ခက်တိပြည့်လေးချက်ကြတာများပါမယ်။ဓမ္မကတော့အရေးလေးတောက်စားစင်တဲ့ဖြစ်တဲ့အတွက်ကြောင့်စံမှုကိုနည်းနည်းလျှော့ပြီးထည့်ထားပါမယ်။တကယ်လို့ပိုကပြည့်ပြည့်လေးကြိုက်တယ်ဆိုရင်တော့စံမှုကိုများများလေးထည့်နိုင်ပါတယ်ရှင်။တာလဘောဟင်းချက်ဖို့တက်ကတော့အသီးရွက်တွေကတော့မိမိစိတ်နှစ်သက်ရာတုံးနိုင်ပါလေရှင်။ ကျမကတော့ဒီနေ့ဖေယုံညွန်ဘူးညွန်နဲ့ဖေယုံသီးကိုလည်းခပ်ပါပါလေးလှူထားပါတယ်။မိုးကတော့ငွေနှင်းမိုးလေးတုံးထားပါရှင်။အမွေးချိုင်အတွက်ကတော့ပင်စိမ်းနဲ့စူပူရည်လေးပါပါမယ်။အသားအတွက်ကတော့ပစောနှင်းငယ်တုံးထားပါမယ်။စက်သွန်လေးစက်သွန်ဖြူနဲ့ဒါကတော့ငပိကိုအရေးချူထားတာပါရှင်။ဒါကတော့မြစ်ကိုပြုတ်ပြီးတော့အေးခံထားတာပါအားလုံးစုံပြီဆိုရင်တော့စပြီးတော့ချက်ပါမယ်ရှင်။ အရှင်ဦးဆုံးရေကိုပုတ်ပွဲဆူအောင်တည်ပါမယ်။ရေပုတ်ပွဲဆူလာပြီဆိုရင်တော့ပြုတ်ပြီးတော့အေးအေးခံထားတဲ့မြစ်ကိုထည့်ပါမယ်ရှင်။စက်တုံအနေနဲ့စက်တုံဖြူဓာပြရိုက်ထားတာကိုလည်းထည့်ပါမယ်။ရှိဖြုံသီးလှိထားတာကိုလည်းထည့်ပါမယ်။ဆန်ကိုထောင်းပြီးတော့ရေဖြော်ထားတာကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ရှင် ရေကိုအရင်ထည့်ပြီးတော့အဖက်ကိုလည်းတစ်ခါလည်းထည့်လိုက်ပါမယ်။ဒီဆံမုတ်ရေဖြော်ထားတာကိုထည့်ပြီးွားရင်တော့ကျမတို့အိုးကိုမှုပေးဖို့တော့လိုအပ်ပါလိမ့်ရှင်။တကယ်လို့မှုမပေးမိဘူးဆိုရင်ဆံနှစ်လေးတွေကခဲသွားတတ်တဲ့အတွက်ကြောင့်ပေါ့ပါ။ဒါကြောင့်မလို့မကြခဏတော့မှုမှုပြီးတော့ပေးရပါမယ်ရှင်။ရတာအတွက်ကတော့စားထည့်ပါမယ်။မြပိရေကြိုးထားတာကိုလည်းတစ်ခါတည်းထည့်လိုက်ပါမယ်ရှင်။ ချူမုံကျက်သားမုံစားရဲဆိုလဲထဲနိုင်ပါလေရှင်။ဆမ်မုံကိုရေဖြောပြီးထည့်ထားတာမကြသေးဘူးဆိုတော့ကျမတို့အဖို့အုပ်မတည်သေးဘူးနဲ့ဆမ်မုံလေးကြီးနူးပြီးပွားလာတဲ့ထီအောင်လို့မကြခဏမှုပြီးပြီးတော့ခင်းရည်လေးပြန်ပွားလာတဲ့ထီအောင်လို့တည်ထားပေးပါမယ်ရှင်။ခုလိုဟင်းရည်လေးပြန်ပွက်လာပြီဆိုရင်တော့ပစွန်ထည့်ပါမယ်ရှင်။ဘုံကိုလည်းထည့်ပါမယ်။ ရုံညော့နဲ့ဘူးညုံကိုလည်းထည့်လိုက်ပါမယ်ရှင်။ခင်ခတ်မုတ်အနေငယ်ကိုလည်းထည့်လိုက်ပါမယ်။ပြီးရင်တော့တစ်ဆင်းတစ်ဆက်လောက်ဟုတ်ပြီးပြီးတော့ရေပွက်ပွက်စူလာတဲ့အထောင်ကိုအပေါင်းလေးပို့ပြီးတော့တည်ထားပြရပါမယ်နော်။ခုလိုမျိုးဟင်းရီပွက်ပွက်ဆူလာပြီဆိုရင်တော့ဖုံးလေးဖြန့်ကြည့်လိုက်ပါမယ်။ပြီးရင်တော့အရသာလေးမြည်ကြည့်လိုက်ပါမယ်နော်။ အရသာကအနေငယ်ပေါ်တယ်လို့ခံစားရလို့စားလေးအနေငယ်ထပ်ပြီးတော့ထည့်ပေးလိုက်ပါမရှင်။နောက်တစ်စိမ်ထည့်မိကြည့်လို့အရသာလည်းကိုယ်စိတ်တက်ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးဦးချက်ကန်နေရင်တော့အမွေအကြိုင်တွေပင်စင်းရွက်လေးနဲ့စီပုံးရွက်လေးကိုပုံလိုက်ပါမရှင်။မြေယူသီးစင်းထချမ်းချမ်းချမ်းထားတာလေးကိုလည်းထည့်လိုက်ပါမယ်။မြေယူသီးစင်းကတော့ဘုကအဆက်မကျက်ဘူးဆိုရင်တော့မထည့်လို့ရပါတယ်နော်။ ဒါဆိုရင်တော့ပင်စင်းနဲ့စုပုရဲ့အနံ့မှုဝေးကြံကြံလေးနဲ့အနံ့အရသာနဲ့ပြည့်စုံတဲ့မြစ်တာလဘောဟင်းချိုတွေကတော့ရပါပြီရှင်။ပြီးသွားရင်တော့မြစ်တာလဘောဟင်းလေးနဲ့တွဲစားဖို့လိုက်ဖက်တဲ့မြူတီစားတောင်လေးကိုစီလေးဆန်းလိုက်ပါမယ်။မြူတီစားတောင်ကတော့မြူတီရဲ့စားရဲ့စက်တံလေးကိုရောပြီးရောထောင်းထားတာ တီးရွက်တည်းရဲ့ခြုံတဲ့အရာသာရဲ့ပစုံရဲ့ခြုံတဲ့အရာသာနဲ့မြင့်စိမ့်နှုတ်လေးကလည်းစားလိုက်ရင် ချွတ်ချွတ်ကျွတ်ကျွတ်လေးနဲ့စားလို့ရမ်းအရာသာရှိလို့တစ်ခါလောက်ချက်စားကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်